တရုတ်မှာတော့ကိုဗစ်ကပ်ရောဂါတွေပြန်ဖြစ်နေပါပြီ။ဘလောက်ထိအခြေအနေဆိုးနေတယ်လဲဆိုတာကတော့ကျွန်တော်ရဲ့အခုဗီဒီယိုကိုပဲတစ်ချက်ကြည့်ကြည့် The pandemic was supposed to be over in 2022, but three years later, I'm still testing positive. Plus, now this flu on top of it. It's really bad. This is the worst I've ever felt in my life. Heads up, heads up, this virus is back again. For the first time in my life, I'm showing two lines on the test. Ha kwa, chong ri yan su ni de. Nga kong no ye, covid bian la bi. ဒီမျိုးကွဲအစ်စ်ကို LB 8.1လို့ခေါ်တယ်။ဒီတစ်ခါမှာတော့လေချောင်းကိုအဓိကတိုက်ခိုက်တာမျိုးဖြစ်တယ်။လွန်ခဲ့တဲ့3လရက်လောက်ကတည်းကစပြီးလေချောင်းထဲမှာဓားကိုမျိုးချနေရသလိုကြီးဖြစ်နေတယ်။စေးတောက်တာလည်းမတက်တာဘူး။မနေ့ကဆိုရင်ဒရွေးတွေအရန်ထွက်နေလို့အဲ့နေရင်ကိုယ်ဒရွေးရဲ့မှာနစ်နေသလိုဖြစ်နေကြတာ။လေချောင်းနာလို့ချောင်းဆိုးပြီးနိုးလာတယ်။မျိုးချဖို့တော့မဝင်ရဲဘူးဖြစ်နေတယ်။ကျမအခုထိစိတ်မတက်တာဘူး။တငယ်ချင်းတို့ရေနှစ်ချောင်းပြန်ပေါ်ပြီ။ ျမကူးဆက်တာပြန်စဉ်းစားကြည့်ရင်အရန်ဝင်နေဖို့ကောင်းတယ်။မနေ့ကမှနည်းနည်းလေးအေးမိတာနဲ့ဒီနေ့တော့တော်တော်ဆိုးသွားပြီ။နေ့လယ်ပိုင်းမှာနားဖို့ခွင့်ယူလိုက်တယ်။ကျမရဲ့အပူချိန်က38.4ဒဂရီဆယ်စီယက်ရှိတယ်။တကိုယ်လုံးကြိုက်ခဲနေတာပဲ။ငါးလအတွင်းနှစ်ကြိမ်အောင် positive ဖြစ်နေတာ။ငါဘဝကတဖြည်းဖြည်းလုံးပါပါတော့မလို့ပဲ။မေလာလုံသမားနေအားလက်ရနောက်ပိုင်းမှာတရုတ်လူမှုမီဒီယာပလက်ဖောင်းတွေပေါ်ကအသုံးပြုသူအများပြားဟာဖြားနာခြင်းအေးအေးမိခြင်း လေချောင်းထားခြင်းနဲ့ချောင်းဆိုးခြင်းစတဲ့လက္ခဏာတွေနဲ့ကိုဗစ်19ကူးစက်ခံရကြောင်းဗီဒီယိုတွေတင်ခဲ့ကြပါဗျ။ကနအူးဖြစ်ပွားပြီး3နှစ်ကြာသွားပြီမဲ့2025ခုနှစ်မှာကိုဗစ်19ကပ်ရောဂါဟာပြင်းထန်စွာပြန့်လဲဖြစ်ပွားနေပါဗျ။ဒေတာအတော်များများကဆေးရုံတွေမှာလူနာတွေပြန့်လဲပြည့်ကျက်နေတယ်။တရုတ်လူမှုမီဒီယာပလက်ဖောင်းဒေါ်ယင်ဘောကဗီဒီယိုတွေပေါ်မှာလူနာတွေတန်းစီဆောင်းဆိုင်နေတဲ့ဆေးရုံတွေနဲ့အထူးသဖြင့်အသက်ရှူလမ်းကြောင်းဆိုင်ရာဌာနတွေမှာ လူနာတွေပြည့်ကျက်နေတာကိုတွေ့ရပါတယ်။ virus ပြန့်နှံ့နေတဲ့ဗီဒီယိုတစ်ခုမှာအသက်ရှူလမ်းကြောင်းဆိုင်ရာဆရာဝန်တဦးက covid-19 လူနာတွေအတော်များနေတယ်လို့ပြောကြားထားပါတယ်။ဒီနေ့လူနာအများကြီးပဲ10ရောက်တောင်ကျော်တယ်။80ရာခိုင်နှုန်းလောက်က covid ဖြစ်နေတာဆိုတော့တော်တော်များများပဲလို့ပြောထားပါတယ်။ကျွန်တော်ကာကွယ်ဆေး၃ချိန်ထိုးထားတယ်။အားဆေးတစ်ချိန်အပါဝင်ပေါ့။ကာကွယ်ဆေးကြောင့်ပဲဖြစ်ဖြစ်ကူးစက်မှုကြောင့်ပဲဖြစ်ဖြစ်ခုခံအားကကြာရှည်မခံဘူးဖြစ်နေတယ်။လအနေငယ်ပဲခံတယ် နှစ်ပေါင်းများစွာကာကွယ်ဆေးထိုးခဲ့တာတော့ကူးဆက်ခံရမှာတော့ဘာအကျိုးရှိတော့မှာလဲတတိပေးဗီဒီယိုတွေထွက်ပေါ်လာမီလာ15ရက်နေ့မှာ True Media က X platform ပေါ်မှာထုတ်ပြန်ခဲ့တဲ့ဗီဒီယိုတစ်ခုမှာဘေကျင်းမြို့ကဆေးရုံတော်တော်များများဟာကိုဗစ်19ပြန်လဲဖြစ်ပွားမှုကြောင့်ဝင်ပိနေကြောင်းဖော်ပြထားပါတယ်။ဗီဒီယိုထဲမှာအမျိုးသမီးတဦးကလူစီကားတဲ့နေရာတွေကိုရှောင်ရှားဖို့တတိပေးထားပါတယ်။ပြောပြမယ်နော်။အခုတလောတုတ်ကွေးနဲ့ကိုဗစ်ကအရန်ဆိုးနေတယ် လူစီကားတဲ့နေရာတွေကိုမသွားကြနဲ့လို့သူမကတတိပေးထားပါဗျာ။ April လောက်ကောင်ပိုင်းမှာကျမသမီးဘယ်သွားခဲ့မှန်းမသိဘူးဖြစ်နေတယ်။ပြန်လာတော့တုတ်ကွေးဖြစ်လာတယ်။၃ရက်လောက်ဖြားတာ39 40 degree celsius အထိတက်လာတယ်။ကျမတို့သူ့ကိုအပူကြအောင်ရေပတ်ဆက်တိုက်ပေးနေရတယ်။နောက်ဆုံးကိုဝေးဖြစ်ခဲ့တာက2022ခုနှစ်နိုဝင်ဘာလတုန်းကပဲ။အဲ့ဒီနောက်ပိုင်းတိတ်မဖြားဘူး၊ဆေးလည်းတိတ်မတောက်ခဲ့ဘူး။ဒီ covid ကတကယ်ကိုပြင်းထန်လာတယ်။ ပထမအကြိမ်လောက်တော့မဆိုးဘူး။ဒါပေမဲ့ဒီမျိုးကွဲကတော့တော်တော်လေးဆိုးတယ်လို့ခံစားကြရတယ်။အားလုံးပဲသတိထားကြပါ။ဒေသခံအများပြားကလည်း COVID-19 ကူးစက်ခံရပြီးနောက်သူတို့ရဲ့လက္ခဏာတွေကိုဖော်ပြထားတဲ့ဗီဒီယိုတွေကို မျှဝေခဲ့ကြပြီးဒီမျိုးကွဲအသစ်ရဲ့ပြင်းထန်မှုကိုအလေးပေးပြောကြားခဲ့ပါတယ်။မိလာကကျမဘဝမှာအပြင်းထန်ဆုံးမျိုးကွဲကို ခံစားခဲ့ရတယ်။မနေ့ကကျမရဲ့အဖျား40ဒီဂရီဆယ်စီယက်အထိတက်ခဲ့တယ်။မူးဝေနေတယ် ခြေလက်တွေအားနေနေပြီးရင်ဘက်လည်းအောင့်နေတယ်။ပြီးတော့အသက်ရှူလည်းမဝဘူး။သာမိုမီတာမှာ40ဒီဂရီဆယ်စီယပ်ကိုမြင်လိုက်ရတော့ကျမထိုင်ကုန်ပေါ်ကနေလဲကျလူနေပါဖြစ်သွားတယ်။သာမိုမီတာမှာ40ဒီဂရီဆယ်စီယပ်ကိုမြင်ရတာဒါပထမဆုံးအချိန်ပဲလေ။ဒီကိုဗစ်အလွန်အချိန်တွေကတကယ်ကိုကြောက်စရာကောင်းတယ်။ခုနလေးနဲ့နှာခေါင်းသွေးရှံသွားတယ်။ကျမနှာချီလိုက်တော့နှာခေါင်းကသွေးထွက်လာတယ်။ကျမတုတ်လိုက်ပြီးအောင့်ကိုငုံကြည့်လိုက်တော့ရဲရဲနီတောက်နေတဲ့သွေးတွေကိုတွေ့လိုက်ရတယ်။ ကျမအတော်ကိုလန့်သွားတယ်။ကိုဗစ်မဖြစ်ပါနဲ့တော့။ဒါကတကယ်ကိုဆိုးရွားပါတယ်။ဟာကွာဒါကျမရဲ့တတိယအကြိမ်မြောက် positive ဖြစ်ပဲ။မေလ10ရက်နေ့မှာကျမ Lockwood ဖခင်ကြောင့်ကိုသွားလေခဲ့ပြီးတခခုမှားနေတယ်လို့ခံလာခဲ့ရတယ်။အဲဒီညမှာကျွန်တော်မှမြို့ကပြန်လာပြီးအရင်ဆုံးဖြားတယ်။7ရက်နေ့ည9နာရီလောက်မှာကျမအများအဖျားကြီးပြီးစပြီးတက်လာတယ်။နောက်နေ့မနက်မှာကျမလေကြောင့်ကဓားကိုမြူချနေရတယ်လို့ခံစားရတယ်။ ဒါကျမရဲ့တတိယအကြိမ်မြောက် positive အဖြေပါဒီလိုဆက်ဖြစ်နေမယ်ဆိုရင်ကျမအသက်60ကျော်မယ်မထင်ဘူးဒီတခါဘယ်မျိုးကွဲလဲတော့မသိဘူးကြည့်ပါဦးနေ့တိုင်းချောင်းဆိုးနေတယ်တလိပ်မပါဘူးလေချောင်းထဲမှာရားနေုံပဲဒီလိုဖြစ်နေတာတလခွဲလောက်ရှိပြီကျမကလေးငယ်လေးဘိုက်မကောင်းဘူးချောင်းဆိုးတိုင်းအန်နေမနေ့ကရှူအန်ကိုသွားကြတော့အခုမှစေကြောထားတဲ့ကားပေါ်မှာအကုန်အန်ချလိုက်တယ်ကျွန်တော်ဘာလုပ်ရမှန်းတကယ်ကိုမသိတော့ဘူး ဒီနေ့ကိုဗစ်ဖြစ်တာရှေ့ရမြောင်နေပဲကျမအတန်ကဘဲအော်တယ်လို့ဖြစ်နေတော့မယ်ဘသူထင်ပါလဲ2025ခုနှစ်ရောက်နေတာတော့ကျမကိုဗစ်ဖြစ်နေတော့မယ်ငါကောင်တို့ရေကျွန်တော် positive ဖြစ်နေတာ3ရက်ရှိနေပြီဒီတစ်ခါကအရင်တစ်ခေါက်နဲ့သိပ်မကွာဘူးတော်တော်ဆိုးတယ်အလုပ်သမားနေမှာကျွန်တော်ကြေးလက်ကကျွန်တော်စာတီးမျိုးကိုပြန်ခဲ့တယ်ဖြစ်နိုင်တာကကျွန်တော်အမေအရင်ကူးဆက်ခံရတာထင်တယ်သူအေးအေးမိတဲ့လက္ခဏာတွေပြပြီးအရန်နေမကောင်းဘူးပြီးတော့ကျွန်တော်ကူးဆက်ခံရတယ် ပြီးတော့ကျွန်တော်သားသမီးနဲ့ဇနီးလည်းကူးစက်ခံရတယ်။အားလုံးကိုဗစ်လက္ခဏာတွေဖြစ်တဲ့အေးအေးမိတာဖျားတာကိုလက်ကိုက်ခဲတာအရန်နေမကောင်းဖြစ်တာတွေခံစားနေရတယ်။ကျွန်တော်၃ရက်ရှိပြီးကောင်းကောင်းမအိပ်ရဘူး။တညကို၂နာရီလောက်ပဲအိပ်ရတယ်။ရုတ်တရက်ထူးထူးခြားခြားခေါင်းကိုက်တာခံစားလိုက်ရတယ်။ကိုဗစ်ကကြောက်စရာကောင်းတယ်။စကားပြောရင်လဲချောင်းလာတယ်။ Ibuprofen အချိန်အချိန်ကြာခံနေဆေးတောင်မတက်တာဘူး။တလားလောက်ချောင်းဆိုးနေတယ်။အရန်ဆိုးတယ်။ လေတောင်းထဲမှာဓာတ်နဲ့လှီးနေတယ်လို့ခံစားရတယ်။ကျွန်တော်မိသားစုဝင်တွေအားလုံးဖြားနာကုန်ကြတယ်။ဒီယောဂါကပြင်းထန်တယ်။အမှုပညာရှင်တွေပါကူးစက်ခံနေရ။ထူးခြားတာကတော့တရုတ်နိုင်ငံရဲ့ကိုဗစ်အခြေအနေကိုအာရုံစိုက်လာစေတဲ့အဓိကအကြောင်းရင်းကဟောင်ကောင်ဆိုတော့အင်းချန်ရဲ့ယောဂါအဖြစ် positive ထွက်ပေါ်လာပြီးသူ့ရဲ့ဖြော်ပြပွဲကိုရွှေ့ဆိုင်းလိုက်ရတာပဲဖြစ်ပါတယ်။အင်းချန်ရဲ့မေလ16ရက်နေ့ကနေ18ရက်နေ့ထိ ထိုင်ဝမ်နိုင်ငံကောက်ရှုံအားကစားပွဲမှာကျင်းပဖို့မူလကစီစဉ်ထားတဲ့ဖြော်ပြပွဲ၃ခုကိုမေလ29ရက်နေ့ကနေ31ရက်နေ့ထိရွှေ့ဆိုင်းလိုက်ရတာဟာသူ့ရဲ့ COVID-19 ရောဂါအဖြစ် positive ထွက်ပေါ်လာတာကြောင့်လို့ဖြစ်ပါတယ်။သူ့ရဲ့စီမံခန့်ခွဲမှုကုမ္ပဏီ Universal Music ကမေလ15ရက်နေ့မှာခြံဟာ14ရက်နေ့ညနေပိုင်းမှာနေမကောင်းဖြစ်ခဲ့ပြီး COVID-19 ရောဂါအဖြစ် positive ထွက်ပေါ်လာတာကြောင့်ချက်ချင်းဖြော်ပြပွဲတွေကိုရပ်နာပြီးအနားယူရမယ်လို့ကြေညာခဲ့ပါတယ်။ အင်းချန်ကဝိုင်ဘူးမှာဝိုင်းနေကြောင်းဖော်ပြခဲ့ပါတယ်။ကောက်ရှုံအားကစားကွင်းအတွက်၁၂နှစ်ကြာစောင့်ခဲ့ပြီးတဲ့နောက်ဒီလိုဗိုင်းရပ်စ်ကြောင့်တညာရင်းနဲ့အထိနာသွားလိမ့်မယ်လို့မထင်ထားဘူး။နာမည်ကြီးအမှုပညာရှင်ရဲ့သတင်းဖြစ်တာကြောင့်ဒီသတင်းဟာအင်တာနက်မှာအလင်းမြန်ပြန့်နှံ့သွားခဲ့ပါတယ်။ပရိသတ်တွေကခြံအတွက်စိတ်မကောင်းဖြစ်ကြောင်းဖော်ပြခဲ့ကြပြီးအများပြည်သူကတော့ကိုဗစ် -19 ကပ်ရောဂါပြန်လည်ဖြစ်ပွားလာပုံရတဲ့အတွက်အံ့အားသင့်ခဲ့ကြပါတယ်။သူပြောတာကမင်းတို့ပုံဝင်ခြင်းမှာလူတော်တော်များများ positive ပြနေကြလား။ ငါနားမှာတော့အများကြီးပဲခုနလိုက်တဲ့သတင်းမှာခြံတောင်းပေါ်တိဖြစ်ပြီးသူ့ရဲ့ဖြောပြီးပဲရွှေ့ဆိုင်လိုက်ရတယ်လို့ကြားလိုက်ရတယ်အားလုံးပဲအပြင်းသွားရင်နှာခေါင်းစည်းတက်ကြပါအားလုံးနှာခေါင်းစည်းဇက်တိုက်တက်ထားတင်ပါတယ်အချိန်တွေကတော်တော်ဆိုးလာပြီအထူးသဖြင့်ဟောင်ကောင်မှာပေါ့ပြင်းထန်တဲ့လူနာတွေအများကြီးရှိနေတော့မယ်တေဆုံးသူ20ကျော်လဲသတင်းပို့ထားတယ်ဒီရက်ပိုင်းတိတ်အပြင်းမထွက်ဖြစ်ဘူးမကြသေးခင်က လေကြောင်းလာပြီးအဖျားနဲ့နဲ့ရှိခဲ့တယ် ဖြစ်နိုင်တာကငါလဲကူးဆက်ခံလိုက်ရတာပဲငါရဲ့အရင်ဗီဒီယိုမှာပြောခဲ့တယ်အားလုံးနှာခေါင်းစည်းစက်တိုက်ဇက်တိုက်တက်ထားတင်တယ်ဟောင်ကောင်အချိန်တွေကဆိုးရွားတယ်ဒါပေမဲ့လူတော်တော်များများဘာဖြစ်နေလဲမသိကြဘူးဟောင်ကောင်နဲ့ရှန်ကျန်းမှာဧပြီလကတည်းကလူနာရီ တိုးလာတာတွေ့ရပါတယ်ဟောင်ကောင်မှာပြင်းထန်တဲ့လူနာနဲ့တေဆုံးသူဥယျပိုများတဲ့အတွက်အခုမှလူတွေကပိုအာရုံစိုက်လာကြပါတယ်အရင်ကတော့တော်တော်များများကလှည့်လူရှုခဲ့ကြပြီး တုတ်ကွေးနဲ့ adenovirus ရောထားတဲ့တာမန်အေးအေးမိခြင်းပဲလို့ထင်ခဲ့ကြပါဗျ။နှာခေါင်းဆီးကကူးစက်မှုကိုလုံးဝမကာကွယ်နိုင်ပေမဲ့အထောက်အကူတော့ဖြစ်တာပဲမဟုတ်လား။ကူးစက်ပြန့်နှံ့မှုတွေများလား။ဟောင်ကောင်မှာအပြင်းထန်ဆုံးလူနာနဲ့သေဆုံးသူအများစုဟာတက်ကြီးရွယ်ဦးတွေဒါမှမဟုတ်အရင်ကလေးကကျန်းမာရေးအခြေအနေမကောင်းတဲ့သူတွေဖြစ်နေပါဗျ။ကလေးနဲ့ငယ်လေပြင်းထန်တဲ့အခြေအနေတွေရှိတတ်တယ်။ပုံမှန်အားဖြင့်ကျန်းမာတဲ့ကလေးတချို့လည်းအယမ်းနေမကောင်းဖြစ်သွားကြတယ်။ ထပ်ပါဖြစ်ရက်တွင်လည်းအမျိုးသမီးရဲ့ဖော်ပြချက်အရဒီယောဂဖြစ်ပွားမှုဟာတော်တော်ကြာကြာကလေးကစတင်ခဲ့တာဖြစ်နိုင်ပါတယ်။ဒါပေမဲ့အမြဲတမ်းလိုပဲတရုတ်ကွန်မြူနတီပါတီ CCP ကအမှန်တရားကိုထပ်ပြီးဖုံးကွယ်ဖို့ရွေးချယ်ခဲ့ပြီးတပ်ဆိုင်ရာအချက်လက်တွေကိုတမင်တကာဖိနှိပ်ခဲ့ပါတယ်။ဒါကြောင့်အများပြည်သူအများစုဟာသတိမထားမိပဲကာကွယ်မှုတွေမလုပ်ခဲ့ကြပါဘူး။ဒါအပြင်မေလအားလိုက်ရမှာခရီးသွားလာမှုတွေများပြားခဲ့ပြီးလူစီကားတဲ့ခရီးသွားနေရာတွေမှာဗိုင်းရပ်စ်ပြန့်နှံ့မှုကိုပိုပြီးအရှိန်မြင့်စေခဲ့ပါတယ်။ အဆိုတော့အင်းချံရဲ့ဖြောပြပွဲရွှေ့ဆိုင်လိုက်လို့လူအများရဲ့အာယုံဆိုင်မှုကိုမရခင်ရင်ဒီကူးဆက်မှုလှမ်းရဲ့အမှန်တရားဟာအများအပြည့်မသိရပဲရှိနေနိုင်ပါသေးတယ်။မေလ16ရက်နေ့မှာအင်းချံရဲ့ COVID-19 ရောဂါအဖြစ် positive ထွက်တဲ့သတင်းနောက်ပိုင်းတရုတ်ပြည်မှာဒီမှာ COVID-19 လူနာတွေပြန်တိုးလာဆိုတဲ့ခေါင်းစဉ်ဟာ online မှာအလှင်မြန်ခေစားလာခဲ့ပါတယ်။တနိုင်ငံလုံးကအင်တာနက်သုံးဆွဲသူတွေရဲ့မှတ်ချက်တွေအရတရုတ်ပြည်မှာကြီးဟာဒါဟာအပြည့်အဝကူးဆက်ပြန့်နှံ့နေပြီလို့ဆိုကြပါဗျ။ ကျန်းရှိပြည်နယ်ကအသုံးပြုသူတို့ကကျောင်းတွေပိတ်ထားကြောင်းသတင်းပို့ခဲ့ပြီးကျင်းမြို့ကအသုံးပြုသူတို့ကတော့ကက်ယောဂါဟာဆက်လက်ဖြစ်ပွားနေပေမဲ့လူတွေကဂရုမစိုက်တော့ဘူးလို့ပြောခဲ့ပါတယ်။ Platform X မှာအသုံးပြုသူတို့ကကိုဗစ်19ဟာတရုတ်မှာတကယ်တမ်းဘယ်တော့မှပျောက်ကွယ်မသွားခဲ့ဘူး။ပြီးခဲ့တဲ့နှစ်ကနေဒီနှစ်ထိ CCP အရာရှိတွေကအဓိကအဖြစ် H1N1 တုတ်ကွေးဖြစ်ပွားမှုတွေကိုအလေးပေးပြောကြားခဲ့ပြီးတိတ်ဆုံးသူအများပြားကိုလည်းသတင်းပို့ခဲ့ပါတယ်။ တော်တော်များများကဒါဟာတုတ်ကွေးဒါမှမဟုတ်ကိုဗစ်လို့ပြောကြပြီမယ်အဲ့ဒီလိုပြောဖို့တားမြစ်ခံထားရပါတယ်အခု CCP ကကိုဗစ်လူနာတွေတိုးလာတယ်လို့သတင်းပို့နေတာဟာဖုံးကွယ်လို့မရတော့တဲ့ကြီးမားတဲ့ကူးစက်မှုဖြစ်နိုင်တယ်လို့យေတာခဲ့ပါတယ်အဲ့ဒီမှတ်ချက်မှာ CCP ဟာဒီဘေးအန္တရာယ်ရဲ့တရားခံဖြစ်တယ်လို့ဆိုထားပါတယ်ရှန်ဟိုင်းမြို့ခံ Mrs. Stalio ကအနောက်တိုင်းမီဒီယာကိုပြောကြရမှာဒေတာရင်းကရောဂါသတင်းချက်လက်တွေကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားပြီး ဆေးရုံတွေကလူနာတွေကိုကိုဗစ် -19 ရှိတယ်လို့ပြောဖို့ငင်းဆန်ကအောက်ခံယောဂါတွေပဲရှိတယ်လို့ပြောကြပါတယ်။ဆရာဝန်တွေကလည်းယောဂါမျိုးကိုအတည်ပြုဖို့ရှောင်ရှားကြပါတယ်။ဟူပေပြည်နယ်ကအင်တာနက်သုံးဆွဲသူတို့ကတော့ကူးစက်မှုကြောင့်အိမ်ကနေပဲအလုပ်လုပ်ဖို့အမိန်ပေးခံထားရတယ်လို့ပြောကြပါတယ်။ရှန်တုံးပြည်နယ်ဇီဘူမျိုးကကျန်းဝိုင်ကနိုင်ငံခြားမီဒီယာကိုပြောကြရမှာမက်ရှလာနောက်ပိုင်းမှာကူးစက်မှုလှိုင်းတစ်ခုသူ့ကိုလာရောက်တိုက်ခိုက်ခဲ့ပြီးသူ့အသက်ကိုတော့ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။ ကျွန်တော်အရင်ကကိုဗစ်ကိုအကြိမ်ပေါင်းများစွာခံစားခဲ့ရပေမဲ့ဆေးသွင်းကုသမှုမလိုအပ်ခဲ့ဘူး။ဒါပေမဲ့ဒီတစ်ခါတော့မခံနိုင်ဘူး။အသက်ရှူလမ်းကြောင်းနဲ့အဆုတ်လက္ခဏာတွေ၊နှာပိတ်ခြင်း၊တလိပ်ထွက်ခြင်း၊ထပ်တလဲလဲဖျားခြင်းနဲ့အသက်ပြင်းပြင်းရှူရင်အဆုတ်အောင့်ခြင်းတွေနဲ့တလာခွဲလောက်အိပ်ရာထဲလဲနေခဲ့ရတယ်။အခုတော့တက်တာလာပေမဲ့လုံးဝပြန်မကောင်းသေးဘူးလို့သူကညှဉ်းပါတယ်။ကိုဗစ်ကဘယ်တော့မှမပြီးဆုံးပါဘူး။တကယ်တမ်းဘယ်တော့မှပြောင်းမသွားပါဘူး။ဆေးရုံတွေကလည်းလက်မခံဘူး။ဒါကိုဗစ်ပဲ။ ဒါကြောင့်အားလုံးကိုတိတ်တိတ်ဆိတ်ဆိတ်ထားကြတယ်။အရန်ခတ်ခဲတယ်။ကူးဆက်မှုကိုရှောင်လွှဲလို့မရဘူး။နိုင်ငံတကာကျန်းမာရေးဌာနတွေရဲ့မှတ်ချက်မကြသေးခင်ကအချက်လက်တွေရ COVID-19 positive နှုန်းမြင့်တက်လာတာကိုတွေ့ရပါတယ်။တုတ်ကွေးနဲ့ဆင်တူတဲ့ပြင်ပလူနာတွေထဲမှာ nuclear yet acid စစ်ဆေးမှု positive နှုန်းဟာ9.5ခန်းကနေ16ရာခိုင်နှုန်းထိမြင့်တက်လာပြီးဆေးရုံတင်ထားရတဲ့ပြင်းထန်တဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါလူနာတွေမှာတော့ 300ခိုင်နှုန်းကနေ600ခိုင်နှုန်းထိမြင့်တက်လာပါတယ်။တောင်ပိုင်းပြည်နယ်တွေမှာမြောက်ပိုင်းပြည်နယ်တွေထက် positive နှုန်း positive နှုန်းပုံမြင့်မာတယ်လို့သတင်းပို့ကြပါတယ်။ COVID-19 ဟာအခုအခါမှာအသက်55နှစ်နဲ့အထက်လူတွေမှာအဓိကအားဖြင့်တုတ်ကွေးနဲ့ဆင်တူတဲ့လူနာတွေမှာတွေ့ရှိရတဲ့ယောဂါပိုးတွေထဲမှာပထမနေရာကိုရောက်ရှိနေပါတယ်။ဒါပေမဲ့လည်းလူနာဥယျာဉ်တိုးလာမှုကိုသတင်းပို့ရမှာတရုတ်ရာရှိတွေဟာအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါပိုး နျူကလ িয়ার အက်ဆစ်စစ်ဆေးမှု positive နှုန်းတွေကိုသာထုတ်ပြန်ပြီးတကယ်လူနာဥယျာဉ်ကိုထုတ်ဖော်ပြောကြားခြင်းမရှိပါဘူးမေလ18ရက်နေ့မှာပေကျင်းရှိစီယွမ်တန်ဆေးရုံမှာအကြီးတန်းဆရာဝန်ဒေါက်တာဒင်းရှန်မန်ကတရုတ်မီဒီယာကိုပြောကြားရမှာရာသီလိုက်ပြောင်းလဲတတ်တဲ့တိုကွေးဗိုင်းရပ်စ်တွေနဲ့မတူဘဲ covid-19 ဟာဆက်လက်ပြောင်းလဲနေပြီးတိကျတဲ့ရာသီအလိုက်ပုံစံမရှိဘူးလို့ဆိုပါတယ် ူကအပူချိန်ဒါမှမဟုတ်ဇာတိဥဒုမှု၍ဘယ်အချိန်မှမဆိုကူးစက်မှုတွေမြင့်တက်လာနိုင်တယ်လို့ရှင်းပြပါတယ်။ဒေါက်တာတင်ကတက်ကြီးရွယ်ရိနဲ့အောက်ခံကျန်းမာရေးအခြေအနေမကောင်းတဲ့သူတွေဟာပြင်းထန်တဲ့ယောဂါဖြစ်နိုင်ခြေပိုများတာကြောင့်တတိထားနေသင့်တယ်လို့အလေးပေးပြောကြားခဲ့ပါတယ်။ပေကျင်းရှိ UN ဆေးရုံမှာကူးစက်ယောဂါဌာနမှူးဒေါက်တာလီတုံကမက်လာရုံကစပြီး COVID-19 ပြင်ပလူနာလာရောက်မှုနဲ့ positive နှုန်းတွေမြင့်တက်လာခဲ့ပြီး ဧပြီလနဲ့မေလအထိကြာဆင်းတဲ့လက္ခဏာမပြဘဲဆက်လက်မြင့်တက်နေတယ်လို့မှတ်ချက်ပြုပါရယ်။သူကဒီအသေးစားလှိုင်းဟာနောက်ဆုံးအကြီးစားလှိုင်းဖြစ်ပြီးနောက်တနှစ်နီးပါးကြာမှဖြစ်သွားတာဖြစ်ပြီးလူအများပြားရဲ့ပဋိပက္ခပစ္စည်းတွေညှော်နှဲသွားတာကြောင့်ပြန်လည်ကူးဆက်ခံရနိုင်ခြင်းပိုများလာတယ်လို့ဆိုပါရယ်။ဒေါက်တာလီကလူငယ်များစုဟာ၃ရက်တွင်ပြန်ကောင်းလာပေမဲ့အသက်ကြီးရွယ်သူတွေမှာအဆုတ်ရောင်ရောဂါဖြစ်နိုင်ခြင်းရှိပြီးလက္ခဏာတွေပြရင်စစ်ဆေးမှုခံယူသင့်တယ်လို့ထပ်လောင်းပြောကြားခဲ့ပါရယ်။ အစိုးရကျွမ်းကျင်သူတွေအစိုးရကျွမ်းကျင်သူတွေဖြစ်တဲ့ဒင်နဲ့လီရဲ့အများပြည်သူဆိုင်ရာပြောကြားချက်တွေဟာ CCB ရဲ့သတင်းစကားနဲ့လာရောညီတွေဖြစ်ပြီးတရားဝင်ပြောဆိုချက်ကိုပုံဖော်ဖို့အထောက်အကူပြုပါတယ်။အထူးကိမခံတဲ့အမှန်တရားတွေကိုနိုင်ငံရေးအကြောင်းပြချက်တွေကြောင့်မကြာခဏခြံလှပ်ထားတတ်ကြပါတယ်။စံကျင်ဘက်အနေနဲ့အများပြည်သူရဲ့မှတ်ချက်တွေနဲ့မြေပြင်ကတုံ့ပြန်ချက်တွေကရောဂါဖြစ်ပွားမှုရဲ့ပုံမူလက်တွေ့ကြတဲ့အမြင်ကိုပေးစွမ်းပါတယ်။တရုတ်ပြည်မှာကြီးဟာဒီကူးဆက်မှုအစ်စ်နဲ့ရုန်းကန်နေရချိန်မှာ ဟောင်ကောင်ထိုင်ဝမ်နဲ့စင်ကာပူတို့မှာလည်း COVID-19 လူနာတွေတိတိတသားမြင့်တက်လာနေပါတယ်။ဟောင်ကောင်ကျန်းမာရေးကာဝေးရေးစင်တာက COVID ဆက်နွယ်တဲ့သေဆုံးသူဥယျာဉ်မြင့်တက်လာကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။ February လမှာ3ဦးကနေ March လမှာ26ဦးအထိမြင့်တက်လာပြီးလွန်ခဲ့တဲ့၄ပတ်တွင်နောက်ထပ်သေဆုံးသူ30ဦးရှိခဲ့ပါတယ်။ညွှန်ကြားမှုဒေါက်တာ Adrian Swine ကကာဝေးမှုတွေနဲ့ကာဝေးဆေးထိုးနှံမှုတွေတိုးမြှင့်ဖို့တိုက်တွန်းခဲ့ပါတယ်။ လက်ရှိအဓိကမျိုးကွဲဖြစ်တဲ့ XDV ဟာပုံမပြင်းထန်ပုံမပေါ်ပြီးမဲ့အန်ဒီရရှိတဲ့မျိုးကွဲအစ်တွေပေါ်ပေါက်လာနိုင်ခြင်းကိုသတိပေးခဲ့ပါတယ်။ Taiwan CDC ကခုနှစ်ကြိမ်မြောက် Omicron လိုင်းကိုထုတ်သတင်းထုတ်ပြန်ခဲ့ပြီးပြည်ပလူနာလာရောက်မှုဟာ၅ဘက်ဇက်တိုက်တိုးလာခဲ့တယ်။ပြီးခဲ့တဲ့ပတ်မှာ6988ဦးထိရောက်ရှိခဲ့ပြီး အရင်အပတ်ကထက်66ရာခိုင်နှုန်းတိုးလာတာဖြစ်တယ်လို့ပြောပါတယ်။ပြင်းထန်တဲ့လူနာအစ်34ဦးနဲ့သေဆုံးသူ6ဦးရှိခဲ့ပါတယ်။ကျွမ်းကျင်သူဝမ်ကြားလင်က လူအများပြားကူးစက်နိုင်ပြီးခုခံအားကိုရှောင်ရှားနိုင်တဲ့မျိုးကွဲ LPH.1 နဲ့ XEC ကြောင့်ဖြစ်ပြီးအထူးသဖြင့်အသက်70နှစ်ကနေ30နှစ်ကြားလူတွေကိုအထူးကတက်ရောက်တယ်လို့ဆိုပါတယ်။ဒီလိုင်းဟာဇွန်လမှာအထုတ်ထိတ်ကိုရောက်မယ်လို့ခန့်မှန်းထားပါတယ်။စင်ကာပူကျန်းမာရေးဝန်ကြီးဌာနကဧပြီလ28ရက်နေ့ကနေမေလ3ရက်နေ့ထိကိုဗစ်လူနာ14200ဦးရှိကြောင်းသတင်းထုတ်ပြန်ခဲ့ပြီးအရင်ဘက်က11100ဦးထက်မြင့်တက်လာတာဖြစ်ပါတယ်။ လေလာသူတွေကဒီမြင့်တက်မှုနဲ့ဒေတာရင်းမြင့်တက်မှုဟာမေလအလုံသမားရုံးပရက်အတွင်းတရုတ်ပြည်မှာကြီးကခရီးသွားတွေအများပြားဝင်ရောက်လာမှုနဲ့ဆက်ဆက်နိုင်တယ်လို့ယူဆကြပါတယ်။ဒီအခြေအနေဟာ2019ခုနှစ်နောက်ပိုင်းကတ်ယောဂအစောပိုင်းကာလတွေကိုပြန်လည်သတိရစေပါတယ်။အဲဒီအချိန်တုန်းက CCP အာဏာပိုင်တွေကယောဂဖြစ်ပွားမှုသတင်းတွေကိုဖိနှိပ်ခဲ့တာကြောင့်ဗိုင်းရပ်စ်ဟာထိန်းချုပ်မှုမရှိဘဲပြန့်နှံ့သွားခဲ့ပါတယ်။ဝူဟန်မှာအစောပိုင်းလူနာတွေကိုဖုံးကွယ်ခဲ့ပြီး အစိုးရကပျော်ရွှင်ငြိမ်းချမ်းတဲ့နှစ်သစ်ကိုမြင့်တင်နေတဲ့ချိန်မှာလူအများပြားပါဝင်တဲ့ကြီးမားတဲ့ပွဲလမ်းသဘင်တွေကိုကျင်းပခဲ့ပါတယ်။သတင်းပေးသူဒေါက်တာလီဝမ်လျန်ကမှောင်ရင်တဲ့သတင်းတွေဖြန့်ဝေတယ်ဆိုပြီးရဲကသတိပေးခဲ့ပါတယ်။ဗိုင်းရပ်စ်ဟာမကြာခင်မှာပဲထိန်းချုပ်မနိုင်တော့ပဲကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။တကယ်သေဆုံးသူဥယျာဉ်ကိုတော့အခုထိမသိရသေးပါဘူး။ zero covid ခဲ့တွင်တင်းကျပ်တဲ့ lockdown တွေကြောင့်စိတ်ကူးတာမှုမရရှိတာတွေထိစိုးရွားစွာခံစားခဲ့ရပြီး သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။နောက်ပိုင်း2022ခုနှစ်ဒီဇင်ဘာလမှာတရုတ်နိုင်ငံဟာရုတ်တရက်တုံညာကိုဗစ်မူဝါဒကိုအဆုံးသတ်လိုက်တာကြောင့်ဆေးရုံတွေနဲ့အတုပအိမ်တွေကိုဝင်ပိစေတဲ့ကြီးမားတဲ့ကူးစက်မှုလိုင်းတစ်ခု ဖြစ်ပေါ်စေခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာတရံဝင်အတုပစရင်စရာတွေကောင်ထုတ်ပြန်ခြင်းမရှိတော့တာကြောင့်ပွေလင်းမြင်သာမှုပေါ်ပုံမှုစိုးရိမ်မှုတွေတိုးလာခဲ့ပါတယ်။အခု2025ခုနှစ်ကူးစက်မှုအသစ်ဖြစ်ပွားလာတဲ့မှာ CCP ဟာလော့ဒ်ဒေါင်းတွေကိုပြန်လည်ပြဋ္ဌာန်းမလား ဒါမှမဟုတ်သတင်းအချက်အလက်တွေကိုဆက်လက်ဖိနှိပ်ထားမလားဆိုတာမသေးကြပါဘူး။တင်းကျပ်တဲ့သတင်းအချက်အလက်ထိန်းချုပ်မှုနဲ့စံစာဖြတ်တောက်မှုအောက်မှာအများပြည်သူဟာအတိတ်ကဘေးရန်တွေထပ်မဖြစ်အောင်သတိဝရိယရှိနေရပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။